အားလုံးပဲမင်္ဂလာပါ အခုချိန်မှာနိုင်ငံတွေမှာငလင်တွေရဲ့ဘေးဒုက္ခဆူကြိုးတွေရဲ့အကြောင်းစိတ်ဖိစီးမှုတွေရင်ဆိုင်နေရတဲ့အချိန်မှာသင်တရားထိုင်မှုဆုံးဖြတ်ပြီးတော့ဒီဗီဒီယိုလေးကိုနားထောင်လိုက်တဲ့အတွက်ကြောင့်လေးစားမိပါတယ်ရှင်စိတ်မတည်ငြိမ်တာတွေစိတ်ဖိစီးမှုတွေများနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာစိတ်တက်တွေ ပြန်လဲစီစီဖို့နဲ့အသက်ရှူလမ်းကြောင်းအားဆိုင်ပြီးစိတ်တွေပြန်လဲတည်ရဖို့ဒီဗီဒီယိုလေးနဲ့စတင်လိုက်ကြရအောင်နော်တင်ကြွအေးဆေးတဲ့နေရာလေးတစ်ခုမှထိုင်ပေးပါလဲထားလဲရတယ်ထိုင်နေလဲရပါတယ်နော်တင်ကြွအဆင်ပြေဆုံး အနေထားလေးဖြစ်ရပါပြီ။ မျက်လုံးလေးတွေကိုစပြီးတော့ပိတ်လိုက်ပါအရင်ဆုံးအသက်ကိုနက်နက်ရှိုင်းရှိုင်းရှူပါမယ်၃ခါလောက်ရှူပါမယ်ရှင်နှာခေါင်းကနေပြီးတော့ရှူပြီးရင်နှာခေါင်းကနေပဲဖြည်းဖြည်းချင်းပြန်ထုတ်ပါမယ်အခုထိုင်နေတဲ့နေရာနဲ့ခန္ဓာကိုယ်နဲ့ ထိနေတဲ့နေရာလေးတွေကိုအရင်ခံစားလိုက်ပါထိုင်နေတဲ့သူကသင်ပောင်နေခြေရောက်တွေထိနေတဲ့နေရာလေးတွေကိုအတိမတ်ပြုပါလဲနေတဲ့သူတွေကကြောမှာထိနေတဲ့ဆိုကြောနေရာလေးတွေသတိပြုပါလက်တွေထိထားတဲ့ထိထားတဲ့နေရာလေးတွေကိုသတိလိုက်ပြုပေးပါ ဒီမြေပြင်ပေါ်ဟာတင့်ကိုထောက်ပံ့ပေးနေပါတယ်စိတ်แท้မှလည်းကိုယ်တိုင်ပြောလိုက်ပါအခုဒီအချိန်မှာကျွန်တော်ဒီမှာအေးချမ်းနေလုံခြုံနေဘလို့အချိန်နေမျိုးပါပဲရှိနေရှိနေပါသင်ထိုင်နေတဲ့နေရာကတောတောင်တွေထဲမှာဖြစ်ရင်တော့ လမ်းမပေါ်မှာလည်းဖြစ်ရင်တော့ကို့အခန်းထဲမှာဖြစ်နေရင်တော့မှဒီကဘာမြေကြီးပေါ်မှာလူသားတိုင်းကဒီအပေါ်မှာပဲရှင်သန်နေရတာပါလူသားတိုင်းမှာ အပူပင်တစ်မျိုးစီနဲ့ပါ ကိုနေနေရတဲ့ယခုကိုခန္ဓာကို ထိနေတဲ့နေရာတွေကိုပဲတတိလေးနဲ့မှတ်ထားပေးပါ အသက်ရှူတာခံစားနေရတဲ့နေရာကိုစိတ်လေးပြန်သွားပြီနော်ရှူနေတဲ့လေရဲ့တည်ငြိမ်မှုနဲ့ကိုယ်ခန္ဓာကိုထိနေတဲ့နေရာတည်ငြိမ်မှုကိုခံစားပြီးအသက်လေးတွေဆက်ရှူပါဝင်တဲ့လေရဲ့ထွက်တဲ့လေရဲ့တွေကိုအတိမှတ်ပြုပေးပါ လေတွေကအနာသီးဝါးကနေဝင်သွားတိုင်း သူ့လူလူပြန်ထွက်သွားလိမ့်မယ်လေဆိုတာကိုယ်ခန္ဓာကိုယ်ထဲကိုဝင်ပြီးရင်ပြန်ထွက်သွားပါတယ်ခြေထောက်ကနေခန္ဓာကိုယ်တစ်လျှောက်လုံးတည်ငြိမ်နေတာကိုခံစားလိုက်ပါဒီကဘာမြေကြီးပေါ်မှာလူသားတိုင်းလှုပ်ရှားနေတယ်သွာလာနေတယ်ဒီဘာကြီးကဘလူတွေပြောင်းလဲသွားပါစေ။ မြေပြင်တွေဘလူမျိုးပြောင်းပြောင်းကိုကိုကိုခန္ဓာကိုကိုဆက်လက်ထိမ့်ပြီးထားတာပါအတွေးတွေမလွင့်သွားနဲ့နော်ဒီအတိုင်းဝင်လီထွက်လီကိုပဲအတိမတ်ပြုပေးပါလဲနေတဲ့သူတွေကလည်းလဲနေတဲ့ဆိုရင်အသက်ရှူလိုက်တိုင်းတကူလုံးလေးတွေဝင်သွားတိုင်းမြေကြီးကို ကိုလှဲနေတဲ့နေရာမှာခံစားနေရတဲ့နေရာတွေကိုလိုက်ပြီးတော့အတိမတ်ပြုပေးပါကြောဘက်ကခံစားနေရလားလက်မောင်းကလားတိမတ်ပြုပေးပါခေါင်းအုံးရှိတယ်ဆိုရင်ခေါင်းဦးခေါင်းကနေထိနေတဲ့နေရာလေးတွေကိုတိမတ်ပြုပေးပါထိုင်နေတဲ့သူတွေကလည်းတင်ရဲ့ခြေထောက်တွေ တင်မာတွေကဘယ်နေရာမှာထိတွေ့နေတာလဲဒီနေရာလေးတွေကိုပဲစဉ်းစားပြီးတော့ဝင်လေထွက်လေကိုဆက်ပြီးတော့မှတ်နေပေးပါခန္ဓာကိုယ်နဲ့လေရဲ့သဘောတဘာဝထူကြပါတယ်ကိုယ်စိတ်แท้မှာမရှိနေရင်တော့ဝင်လေထွက်လေအမြဲရှိနေပါတယ် အခုသင်အသက်ရှူနေရကိုသတိထားကြည့်လိုက်ပါနှခေါင်းကနေနက်နက်ရှန်ရှန်ရှူပြီးတော့ထွက်သွားတဲ့လေတွေကိုခန်းစားကြည့်ပါဝင်လာတဲ့လေကအေးသလားပူသလားနှွေးနေသလားထွက်သွားတဲ့သေးရောအေးသွားတာလားပူသွားတာလားစဉ်းစားကြည့်ပါ တချို့က စိတ်တည်ငြိမ်အောင်လို့နှာခေါင်းကရှူပြီးတော့ပါးစပ်ကနေလေတွေပြန်ထုတ်ပါတယ်။ဒါဆိုလဲရပါတယ်။ကို့အတွက်အဆင်ပြေဆုံးနည်းကိုပဲကိုလုပ်ပေးပါ။ဒီကဘာမြေကြီးဘလူတွေအသွင်ပြောင်းပြောင်းသွားကို့အတွက်အဆင်ပြေဆုံးကို့ခန္ဓာကိုယ်အတွက် အသင့်လျော်ဆုံးကိုကိုပဲသိပါတယ်။ စိတ်ဖူစီမှုတွေလျှော့ကြအောင်ကိုအတွေးတွေမလွန့်သွားအောင်ကိုခန္ဓာကိုကိုစိတ်တရားပဲပြန်လဲတည်ငြိမ်အောင်အာယုံစိုက်ထားပေးပါခန္ဓာလေးအသက်ရှူတာတွေးကြည့်မယ်နော်တပ်ပဲရှူမယ်ဉာဏ်နဲ့နေရာပဲမမမလှုံနဲ့နော်အသက်ရှူတိုင်းနဲ့အမျှ န္ဓာကိုယ်ထဲကစိတ်ဖြစ်စီမှုတွေကဖြေလျှော့နေတာကိုကြည့်လိုက်ပါကိုယ်စိတ်နဲ့မရှူပဲခန္ဓာကိုယ်ကသူ့ဘာသာရှူနေတာကိုလည်းတွေ့လိမ့်မယ်ကိုယ်မှာဒီရတဲ့အချိန်လေးမှာအာယုံတွေကိုစူးစိုက်ပြီးတော့တခြားစိုးရင်ပူပန်မှုတွေတွေးနေမဲ့အစားခဏတာလေးဒီခန္ဓာကိုယ်ကြီးတည်ငြိမ်နေတာကို အားစိုက်ထားပဲပါပခုံးတွေကမတိစိတ်နဲ့တောင့်နေတာရှိလို့ရှိရင်ဖြေလျှော့ထားပေးနော်မေးစီရလည်းအန်ကျိတ်ထားမိရင်ဖြေလျှော့ပေးပါတခါတရံအားစိုက်တာများရင်ကိုယ့်ရဲ့မတိစိတ်ကအန်နေကျိတ်ထားတာတို့လက်မောင်းမှာအားတွေပြည်နေတာတို့ရင်ဘက်ကလည်းတင်းနေတာတို့ လုံတက်ပါတယ်တဖြည်းဖြည်းနဲ့ဖြေလျှော့ကြည့်ပါစိတ်ထဲမှာတော့တွေးထားပေးပါအသက်ရှူလိုက်တိုင်းပိုအေးချမ်းနေအေးချမ်းမှုကိုခံစားနိုင်နေဆိုတာကိုအမြဲတမ်းတွေးနေပေးပါအရန်တောကရောက်နေတဲ့သူတို့စိတ်ညစ်နေတဲ့သူတို့ကအေးချမ်းမှုကိုရှာတာခက်ခဲပါတယ်ဒါပေမဲ့ အသက်ရှူတဲ့အချိန်တိုင်းမှာအုံနောက်ကအေးချမ်းဆုံးနေရာကိုရှာတတ်ပါတယ်။ကိုယ်ခန္ဓာကိုယ်အတွက်ကိုယ်စိတ်အတွက်အဆင်ပြေဆုံးအေးချမ်းမှုကိုအသက်ရှူတိုင်းခန္ဓာကိုယ်ကရှာပါလိမ့်မယ်။အဲ့ဒါဟာမစိုးရိမ်ပါနဲ့သူပါတာသူလှောက်ဆောင်နေတဲ့ဒီခန္ဓာကြီးနဲ့အတူရှိနေပေပါ ီခန္ဓာကိုယ်အတွက်ကိုဝါဒါလေးအကောင်ဆုံးကိုကြည့်မှမြင်နိုင်မဲ့ခန္ဓာပါတခါတလေစိတ်ညစ်စရာတွေနဲ့ကြုံတွေ့လူတိုင်းကမေးခွန်းပေါင်းများစွာကိုကိုကိုမေးလေရှိပါတယ်ငါမှဘာလို့ဖြစ်ရတာလဲဘာလို့ဓာရီနေတိုင်းဖြစ်နေတာလဲသူတို့က ဘာလို့အဲ့လောက်တောင်ခံစားရတာလဲသူတို့တွေကဘာလို့ဒါတွေဖြစ်နေရတာလဲအရင်ကသူတို့တွေဘာလို့ခဲ့လဲမသိဘူးနော်ဆိုပြီးတော့လူစိတ်ကအဖြေတွေအမြဲတမ်းရှာကြည့်တတ်ပါတယ်အဖြေရှာရင် အပြစ်တင်တဲ့မိကုန်းတွေလည်းတခါလေရောက်သွားတတ်ပါတယ်ဒီကဘာမြည်ရဒီခန္ဓာနဲ့နေနေကြတာပါပဲ ဒီလီတွေကိုအသက်ဖြစ်အောင်ရှူနေကြတာပါပဲအဖြစ်ရှိဖို့အပြစ်တင်မှုကအဓိကမကြပါဘူးကိုအာယုံတွေဒီရှူနေတဲ့လေပေါ်မှာပဲအာယုံစိုက်ထားပေးပါစိတ်ကအလိုလိုခံစားတတ်လာလိမ့်မယ်စိတ်ဖိစီးမှုတွေကလည်းတိတိတာတာကြဆင်းလာလိမ့်မယ်အတက်ကိုဆက်ရှူထားပေးပါ ြင်းပြင်းရှူလဲရတယ်ဖြည်းဖြည်းရှူလဲရတယ်တချို့ကကိုမကြိုက်တဲ့အတွေးတွေစိတ်ဖိစီးတဲ့အတွေးတွေဝင်လာရင်ဖြင်းပြင်းရှူလိုက်ပြီးတော့အတွေးတွေကိုဖယ်ရှားလိုက်ပါတယ်အဲ့လိုဆိုလဲရပါတယ်ပြင်းတော့ပုံမှန်ရှူတဲ့အနေအထားကိုပြန်သွားပေးပါအခုတရားထိုင်နေစင်မှာ စကားလေးတွေကိုစိတ်ထဲကပြောကြည့်အောင်เนาะအခုချိန်မှာငါဒီအေဂျင့်နဲ့ငါခံစားရတာတွေကမှန်ကန်နေမှန်ကန်တဲ့အတွေ့တွေကိုအသက်ရှူရင်ဖြစ်ပေါ်မယ်ဆိုတာကိုယုံကြည်တယ်ငါခန္ဓာကိုယ်က တည်ငြိမ်အေးချမ်းနေတယ်ဒီကဘာမြေကြီးနဲ့ငါချိတ်ဆက်ထားတယ်ငါတည်ငြိမ်နေသလိုငါကဘာကြီးလည်းတည်ငြိမ်နေတယ်ဒီစကားလေးတွေကတာမန်စကားလေးတွေဖြစ်ပေမဲ့တခါတလေစိတ်ကိုပြန်မြင့်တင်ပေးပါတယ် အချိန်တိုင်းဒီစကားတွေကိုရွတ်ဆိုနေရမယ်လို့မဆိုလိုဘူးဒါပေမဲ့ပူပင်တော့ကရောက်နေတဲ့အချိန်မှာ စိတ်ကိုပြန်တည်ငြိမ်ခြင်းရယ်ကိုယ်စိတ်ကို control လုပ်လို့ရပါတယ်စိတ်ကဟိုဟာတွေးနေတယ်ဒီဟာတွေးနေတဲ့အချိန်ဆိုရင်အသက်ရှူတာကိုပဲပြန်သွားပါ လူတွေကဒေါသထွက်နေတဲ့အချိန်မှာတော့ ကိုယ်စိတ်ကိုပြန်တည်ထားပြီးတော့အသက်ရှူရဲအသက်ရှူနေတဲ့နေရာကိုပြန်အတိမှန်ပြုလို့ရှိရင်အတွေးအမှန်နေစီရောက်နိုင်တတ်ပါတယ်အရန်စိတ်ပူပင်နေတဲ့အချိန်တို့တောကရောက်နေတဲ့အချိန်တို့ဒေါသရွတ်ထွက်နေတဲ့အချိန်တို့ဆိုရင်တော့ဒီလိုမျိုးစိတ်ကိုပြန်သုံးသပ်ဖို့ကခက်ပါလိမ့်မယ် အဲ့တော့ကိုရောက်နေတဲ့နေရာကိုဖြစ်နေတဲ့ situation ကနေဖယ်ရှားပြီးတော့လမ်းလျှောက်တာတို့အပြင်ဘက်မှာထွက်ပြီးတော့အသက်ဝဝရှူတာတို့လုပ်ကြည့်ပါပြီးမှ အတွေးတွေကိုပြန်သုံးသပ်ပါအေးချမ်းတဲ့လမ်းကြောင်းကိုစိတ်ကပြန်သွားပါလိမ့်မယ် လူတွေကတော့ကိုလုံခြုံမှုကိုမိသားစုလုံခြုံမှုကိုမိသားစု အောင်မြင်ဖို့အတွက်ကိုအမြဲတမ်းတွေးလေးရှိပါတယ်။အဲ့ဒီတွေးတာတွေလှုပ်ဆောင်နေတဲ့အချိန်မှာပူပင်တာတွေတောကရောက်တာတွေဖြစ်တတ်ပါတယ်။ကဘာမြေကြီးမငိမ့်ချတဲ့အချိန်မှာတောင်မှကိုမိသားစုအတွက်တွေးရင်းနဲ့စိတ်ပူတဲ့သူတွေရှိပါတယ်။ ဒီအချိန်မှာကိုကနေပြီးတော့ပြောလိုက်တဲ့စကားလှုပ်လိုက်တဲ့အလုပ်ရက်ကမှန်ကန်နေဖို့အေးချမ်းဆုံးဆုံးဖြတ်ချက်ချဖို့လိုအပ်ပါတယ်ဒီလိုမျိုးတွေရဖို့လည်းတနေ့ကိုအနည်းဆုံး6မိနစ်ကနေ15မိနစ်အထိ တရားထိုင်တာကအုံနောက်အတွက်စိတ်အတွက်ခန္ဓာကိုယ်အတွက်ငြိမ်သက်စေပါတယ်မှန်သောစကားမှန်သောအတွေ့အများကိုတွေးတွက် စေပါတယ်တရှုနေတဲ့ဟာလေးကိုပဲပြန်ပြီးတော့တိမှတ်ပြုပေးပါလေတွေထိသွားတယ် ထိသွားတဲ့လေလေးကပူလာဤသလားပြန်တွေးကြည့်ပါပြီးရင်လေလေးတွေကပြန်ထွက်သွားတယ်ကိုယ်ခန္ဓာကိုယ်အတွက်ကတော့ဝင်တဲ့လေရဲ့ထွက်တဲ့လေရဲ့ပဲအခုချိန်မှာရှိပါတယ်ကျန်တဲ့ချိန်တွေမှာတွေးတော့ရတဲ့အလုပ်တွေလုပ်ရတဲ့ပင်မလာတဲ့ခန္ဓာကိုယ်ကြီးကအခုချိန်မှာတော့ အအေးချမ်းဆုံးဖြစ်တဲ့သူ့အတွက်ဝင်လေထွက်လေကိုပဲစဉ်းစားပေးပါဝင်နေပြင်လေတွေကပြန်ထွက်ပါတယ်ခုဆိုရင်15မိနစ်ကျော်လာပြီ16မိနစ်ပြည့်ပါတော့မယ်တရားထိုင်တာလေးအဆုံးသတ်လို့ရပါပြီ မျက်လုံးလေးမဖွင့်ခင်လက်ကလေးတွေအရင်လှုပ်ပါပြီးတော့မှမျက်လုံးလေးတစ်ဖြည်းဖြည်းဖွင့်ကြည့်ပါသင်အတွက်ဒီနေ့တရားထိုင်တာအေးချမ်းပါတယ်လုံခြုံပါတယ်လို့ခံယူလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ် Thank you